မင်္ဂလာပါပရိသတ်ကြီးခင်ဗျာဒီကနေ့မှာတော့ဘာမစံပြ TV Channel ကနေပြီးတော့အစီအစဉ်တစ်ခုအနေနဲ့အပတ်စဉ်စနေနေ့တိုင်းတင်ဆက်ပေးမယ့်အစီအစဉ်အစ်လေးပဲဖြစ်ပါတယ်ယနေ့ခေတ်ကဘာမှာကျွန်တော်တို့အသုံးပြုနေတဲ့အသုံးဆောင်ပစ္စည်းတွေဟာဘယ်နေရာနေစတင်ပြီးတော့ဘလို့လူမျိုးတွေကတီထွင်ပြုတ်လုခဲ့တယ်ဆိုတာပရိသတ်တို့သိကြပါသလားအချို့သောပစ္စည်းတွေဟာမထင်မှတ်တဲ့စမ်းသပ်မှုတွေကနေပေါ်ပေါက်လာတာဖြစ်ပြီးတကုတ်ကတီထွင်ခဲ့တဲ့ပစ္စည်းများစွာလည်းရှိနေပါတယ်ယခုစီစဉ်လေးကတော့ ျွန်တော်နိစ္စတူဝအတုံးပြုနေတဲ့ပစ္စည်းတွေကိုဘယ်လိုလူမျိုးစုတွေဘယ်လိုပုံကုံမျိုးတွေကတီထွင်ခဲ့လဲဆိုတာလေးကိုတင်ဆက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်1နှက္ခန်းတွေကိုတီထွင်ခြင်းဆူမာရီယန်လူမျိုးတွေဟာလွန်ခဲ့တဲ့နှစ်9000ခန်းလောက်ကကမ္ဘာမှာပထမဆုံးနှက္ခန်းတွေကိုစတင်အတုံးပြုခဲ့တာပါ။နှက္ခန်းနဲ့မျက်လုံးတဝိုက်ကိုအယောင်တင်ခြေသားဖို့အတွက်ကြောင်းမြေရနာတွေကိုအမုတ်ခြေပြီးဖျောင်းတွေစီတွေနဲ့ရောဆက်ကအလှပအတွက်စတင်အသုံးပြုခဲ့တာပဲဖြစ်ပါတယ် BC 1500နဲ့3000ကြားလောက်မှာတော့မက်ဆိုပိုတေးမီးယားအရှစ်တောင်အာရှပါရှားနိုင်ငံအာဖဂန်နစ္စတန်ပါကစ္စတန်အိန္ဒိယနဲ့အီဂျစ်နိုင်ငံတွေကအမျိုးသမီးတွေဟာနှကန်းကိုအနီရောင်လိမ့်ချပြီးမိမိတို့လှကုန်ကိုကြွားဝါလိုတဲ့အတွက်နှကန်းတွေကိုအသုံးပြုလာကြပါတယ်။နမကျော်ထင်ရှားတဲ့အီဂျစ်ဘုရင်မကလီယိုပက်ထရာဟာလေအနီရောင်ရှိတဲ့ပိုးကောင်တွေနဲ့ငါးကြီးကုံတွေယောဂအမုံကျိတ်ပြီးနှကန်းကြီးအမုံကိုပြုတ်လုပ်ခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာတော့အခက်အနေထားတဲ့ အတောက်ပုံစံဖြစ်အောင်ဖန်တီတီထွင်ခဲ့တဲ့သူဟာအလှကွန်ကျွမ်းကျင်ပညာရှင်အဘူအက်ကွဲအဇာရီဆိုတဲ့သူပဲဖြစ်ပါတယ်ခင်မီတဲ့နှခန်းဒီတောင်းတွေကိုစတင်ထုတ်လုပ်ခဲ့တာကတော့1884ခုနှစ်မှာဖြစ်ပြီးစီးပွားဖြစ်ပြီးရောင်းချခဲ့တာကတော့1890ခုနှစ်မှာပဲဖြစ်ပါတယ်နံပါတ်1ကမ္ဘာပထမဆုံးဆက်ပြားမုန်းကိုတီထွင်ရောင်းချခြင်း1908ခုနှစ်မှာဟန်ကဲလို့ခေါ်တဲ့ဂျာမန်ကုမ္ပဏီတစ်ခုဟာကမ္ဘာပထမဆုံးဆက်ပြားမုန်းကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။အဲ့ဒီစက်ပြမုံနာမည်ကိုပါဆေးလို့အမည်ပေးခဲ့ပြီးစက်ပြအစီကိုတိတ်ပန်နေကြပေါင်းခံပြီးတော့စက်ပြမုံကိုတီထွင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ပုံမှန်အားဖြင့်စက်ပြခင်းနဲ့တိုက်တာထက်စက်ပြမုံဟာစွန်းချွတ်တာတွေစီစွန်းတဲ့ပြဿနာကိုကောင်းစွာ ဖြစ်ရှင်းနိုင်ပါတယ်။ဒါအပြင်စက်ပြအခဲမှာပါဝင်တဲ့အဂါလီတက်ဟာချွဲကြည့်စေတဲ့အတွက်အဝတ်များကိုတိုက်ချွတ်ရမှာပြောင်းစင်အောင်ရှော့ဖို့ဖို့အခက်အခဲဖြစ်စေပါတယ်။အဲဒါမှမဟုတ်စက်ပြမုံမှာတော့စက်ပြခင်းမှာပါဝင်တဲ့ ဆွဲကြည့်စေတဲ့အက်ကာလီတက်နဲ့ငယ်သားပါဝင်တဲ့အတွက်စေးကြောရတာလဲလွယ်ကူပြီအချိန်ကုန်တက်တာစေပါလေပါစစ်ဆက်ပြမှုထွက်ပေါ်လာပြီးနောက်မှာ1996ခုနှစ်မှာ White Lady ဆိုတဲ့ကုမ္ပဏီကဆက်ပြမှုကိုအဆင့်မြင့်တင်ပြီးကမ္ဘာပထမဆုံးအစွန်းချွတ်ဆေးကိုထုတ်လုပ်ခဲ့ပါသေးတယ်နံပါတ်3ကမ္ဘာပထမဆုံး Readymade အစားအစာပထမဆုံး Readymade အစားအစာကိုတော့ American company တစ်ခုဖြစ်တဲ့ Masson Food System ကနေ1945ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်အဲဟင်းပွဲနာမည်ကိုတော့ strato plate လို့အမည်ပေးခဲ့ပြီးတော့ဆိုင်တွေမှာတော့တင်ပြီးရောင်းချခဲ့ခြင်းမရှိခဲ့ပါဘူး။အဲ့ဒီ ready made အစားအစာမှာတက်ဆင်သားပြောင်းမှုပေါင်းမှုနဲ့အာလူနဲ့တွေပါဝင်ခဲ့ပြီးစစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များနဲ့လေရင်စီးခီးစင်များအတွက်သာအသင့်စားသုံးနိုင်ဖို့ရည်ရွယ်ချက်နဲ့ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။1953ခုနှစ်မှာတော့ Samsung လို့ခေါ်တဲ့ American ကုမ္ပဏီကဈေးကွက်ထက်ကိုစတင်မိတ်ဆက်ပေးခဲ့ပြီးစက်တန်ဘိုနီပါရောင်းရခဲ့ပါတယ်။နံပါတ်၄ကမ္ဘာပထမဆုံးသွားတိုက်တံကိုတီထွင်ခြင်းသွားတိုက်တံကို 1600 BC ဝန်းကျင်လောက်မှာတရုတ်ပြည်ကစတင်ခဲ့တာဖြစ်ပါတယ်။အမွေးနဲ့ရှိတဲ့တက်ကိုင်းများနဲ့သွားကိုပို့တိုက်တန်ရှင်းရကနေစင်ကဲပြောင်းလဲလာခဲ့ပြီး15ရာစုမှာတော့အမွေးနဲ့ရှိတဲ့တက်ကိုင်းတွေကိုဝက်လက်ပင်းမှာအမွေးများတက်ဆင်အသုံးပြုခြင်းမှလက်ကင်နဲ့အမွေးများပါတဲ့သွားတိုက်တန်ဖြစ်ပေါ်လာပါတယ်။တိုးတက်ပြောင်းလဲလာတဲ့1990ခုနှစ်မှာတော့ William Addis လို့ခေါ်တဲ့လူဟာနွားရိုးမှာဝက်မွေးတက်ဆင်ပြီးတော့ကျွန်တော်တို့အခုအသုံးပြုနေတဲ့ခင်မီဆန်းတက်တဲ့သွားတိုက်တန်ကိုတီထွင်ပေးခဲ့တာပါ။ဒါအပြင် အဲ့ဒီပစ္စည်းကိုအမည်နာမပေးရမှာတော့သွားတွေကိုတိုက်ချွတ်စစ်ကြောဖို့ပြုလုပ်ထားတဲ့ပစ္စည်းဖြစ်လို့သွားတိုက်တန်းလို့လဲဝီလျံအက်ဒစ်ကိုတိုင်းနာမည်ပေးခဲ့တာပဲဖြစ်ပါတယ်။နံပါတ်၅ကမ္ဘာပထမဆုံးစစ်မှတ်ဖုံးဤပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ IBM ကုမ္ပဏီဟာ1992ခုနှစ်မှာပထမဆုံးစမတ်ဖုန်းကိုစတင်မိတ်ဆက်ပေးခဲ့ပါတယ်။အဲဒီစမတ်ဖုန်းကို Simon စမတ်ဖုန်းလို့နာမည်ပေးခဲ့ပြီး Simon စမတ်ဖုန်းဟာမှန်သားပြန်ကိုထိအောင်နဲ့အသုံးပြုနိုင်မဲ့ ပထမဆုံး tab screen အမျိုးအစားလေးဖြစ်ပါတယ်။အဲ့ဒီ smartphone ဟာ email ကိုအသုံးပြုနိုင်ပြီး calculator သုံးလို့ရတဲ့အပြင် left pad နဲ့ gain တွေအသုံးပြုလို့ရတဲ့ဖုန်းမျိုးစားပဲဖြစ်ပါတယ်။ Simon smartphone ကို1992ခုနှစ်မှာထုတ်လုပ်ခဲ့ပြီးဈေးကွက်ထဲမှာရောင်းချခဲ့တာကတော့1994မှာပဲဖြစ်ပါတယ်။စတင်ရောင်းချခဲ့တဲ့နှစ်မှာပဲဖုန်းအလုံးရေပေါင်း1000ကျော်တောင် ရောင်းထွက်ခဲ့ပါတယ်။ဟုတ်ကဲ့ပါဒီကနေ့မှာတော့ကမ္ဘာမှာကျွန်တော်တို့အသုံးပြုနေတဲ့အသုံးဆောင်ပစ္စည်းတွေဟာဘယ်နေရာနေစတင်ပြီး ဘယ်လိုလူမျိုးတွေကတီထွင်ပြစ်ထုတ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ပတ်စနေနေ့မှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ page လေးကို follow လုပ်သွားခဲ့ပါအောင်လို့မြစ်တာရဲ့ခရင်နောက်ပတ်စနေနေ့မှာပြန်ဆောင်ကြတာပေါ့ခင်ဗျာ။အားလုံးပဲတာယာပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးဖြစ်ပါစေ။